YWD online media ကိုကြည့်ချူအားပေးနေတဲ့ပရိသတ်များမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေချင်။မောင်မကူရရန်သည်စံတော်ချင်းမျက်မော်တင်စည်းတော်မြတ်ကြီးရင်းမြတော်တုချက်တိဆောက်ခြင်းနဲ့ဗတ်စုံပြည့်ပြည့်မွမ်းမံခြင်းလုပ်ငန်းများမှာပါဝင်ကုသိုလ်ယူနိုင်တဲ့တရင်ကိုတင်ဆက်ပေးပါမယ်ချင်။ EAOR တိုင်းဒေသကြီးပသိမ်ခရိုင်ငပုတော်မြို့နယ်ဟိုင်းကြီးကျွန်းအနီးပင်လယ်ကမ်းဆက်ချီမော်တင်ကူမှာတိထားကူးကွယ်တဲ့မောင်မကူရရန်သည်စံတော်ချင်းမျက်မော်တင်စည်းတော်မြတ်ကြီး ရင်းမြစ်တော်တိုးချဲ့တည်ဆောက်ခြင်းနဲ့ပတ်စုံပြုပြင်မွမ်းမံခြင်းလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပါတယ်။ဇေယျတော်မြတ်ကြီးပတ်စုံပြုပြင်မွမ်းမံခြင်းလုပ်ငန်းများကို2022ခုနှစ်အောက်တိုဘာလ1ရက်နေ့ကစတင်ဆောင်ရွက်ခဲ့ရာယခုခါမှာတော့ဇေယျတော်ကြီးရဲ့ရင်းမြစ်တိုးချဲ့ခြင်း Phase 1 Phase 2လုပ်ငန်းများတရားရဂိုင်းလုံးဆောင်ရွက်ပြီးစီးနေပြီဖြစ်ပြီးအယုံကန်တည်ဆောက်တည်ဆောက်ခြင်းလုပ်ငန်း အများသုံးတန့်စင်ကန်းနဲ့ရေချိုးကန်းတိဆောက်ခြင်းလုပ်ငန်းခရက်နာခွင်တိဆောက်ခြင်းလုပ်ငန်းပါဝင်ရင်းမြင့်တိုးရှဲတိဆောက်ခြင်းလုပ်ငန်းများနဲ့သုံးတဲ့ကြောင်းဆောင်တိဆောက်ခြင်းလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရလို့သိရှိရပါတယ်ရှင်။မြတ်မော်တင်စီတော်မြတ်ကြီးရင်းမြင့်တိုးရှဲတိဆောက်ခြင်းနဲ့ဘတ်ဆောင်ပြည့်ပြည့်မုံမှန်ခြင်းလုပ်ငန်းများဆောင်ရွက်နေတာနဲ့ပတ်သက်ပြီးမြတ်မော်တင်စီရတော်ဗဒ္ဒနာသူစာတာကခုလိုမိန့်ကြားထားပါတယ်။ဦးဇင်းတို့ရင်းမြင့်တော်ကြီးမှာအခု ရောက်တန်းဒေသကြီးဝင်းကြီးချုပ်ကြီးအမှုပြုပြီးတော့ကျင်းပပြုလုပ်ထားတဲ့ဦးဇင်းတို့တောင်မွေးရမှာဆိုလို့ရှိရင်အာယုံကံရောက်တန်းဒေသကြီးအစိုးရဖွဲ့ကဆောက်လုပ်လှူဒန်းတဲ့အာယုံကံတစောင်းကြီးတစ်ခုပေါ့နောက်တစ်ခါဦးဇင်းတို့အရှိပဲအရက်မှာဦးဇင်းတို့တမ်းမတော်ရေကလှူဒန်းတဲ့ဦးဇင်းတို့အာယုံကံတစောင်းကြီးတစ်ခုပေါ့နောက်တစ်ခါဦးဇင်းတို့ပတ်ပနဲ့ချပြီးသားပေါ့နော်မတိဆောက်ရသေးတဲ့တိဆောက်ဖို့ပြင်ဆင်နေတဲ့တဲပြူဆရာတော်ဟို အနောက်ဘက်ရက်မှာဆိုလို့ရှိရင်လည်းသဲပြူဆရာတော်ဘုရားကြီးရဲ့နဲ့တပြည့်တခါဓမ္မတွေတည်ဆောက်မဲ့အာယုံဟန်တစ်စောင်းတစ်ခုရှိပါတယ်။နောက်တခါဒီဘက်ဦးစင်းတို့တောင်ရက်မှာဆိုရင်ဒါအရှိတောင်ထောက်မှာပေါ့။ဦးစင်းတို့သုံးဓာတ်ကျောင်းဆောင်သာသနာဗိမာန်ဆိုပြီးတော့ဦးစင်းတို့တွဲလျက်ပေါ့နော်သုံးဓာတ်ကျောင်းဆောင်ဒါတည်ဆောက်နေတာဖြစ်ပါတယ်။ဒါအခုဆိုရင်ဒါတထက်ပထမဓာတ်ကိုဦးစင်းတို့ဒါ60ရာခိုင်နှုန်းလောက်နော်ပြည်စည်းပြည်ဖြစ်ပါတယ်။ ဦးဇင်းတို့တကားတွေတက်ဖို့ပဲကြံမာတော့တယ်တကားပြီးတဲ့အခါကျရင်ဒုတိယဓာတ်ကိုဆက်လက်ပြီးတော့ဆောင်ရွက်มาဖြစ်ပါတယ်ဒါတွေအားလည်းပဲဒါဦးဇင်းအများအားပြောနေကြစကားပေါ့အလှရှင်တွေရဲ့ခொနည်းသားသမီးအလှရှင်တွေထက်ဝင်လှူဒန်းတဲ့ငွေတွေနဲ့ပဲဦးဇင်းတို့ဒီဖရားရင်မင်တော်ကြီးကိုအခုလောက်ခန်းခန်းနာနာကြီးကြီးကျယ်ကျယ်ဖြစ်အောင်တိုးချဲ့နိုင်ခဲ့တယ်အခုမြင်တွေ့ရတဲ့ တဇောင်းတော်တွေကိုလည်းပဲဒီခொနည်းသာသမီးအလှရှင်တွေရဲ့လှူဒန်းမှုတွေနဲ့ပဲအဲဦးဇင်းတို့အားလုံးတိုးချဲ့ပြီးတော့ဒီဇရက်တဇောင်းတွေလည်းပဲတိဆောက်နိုင်တဲ့အခုသုံးသက်ကြောင်းကြောင်းကြီးဆိုရင်လည်းပဲဒါတထပ်ပြီးပြီပေါ့နော်တထပ်ပြီးကနေနေပြီဒုတိယဓာတ်တတိယဓာတ်တွေဆက်လက်ပြီးတော့လည်းပဲဦးဇင်းတို့အလှူဝင်ရရင် ရတဲ့အပေါ်မှာမူတည်ပြီးတော့ဆက်လက်ပြီးတော့တိဆောက်နေတာဖြစ်ပါတယ်ဒီဇေဒီတော်မြတ်ကြီးရဲ့ရင်မြင်တော်တိုးချဲ့ခြင်းစောတော်ပြောခဲ့တဲ့အဆောက်အဦတွေပြန်လဲတိဆောက်ပြုပြင်ခြင်းလုပ်ငန်းတွေရတာအခုဆိုရင်မပြီးပြတ်သေးဘူးလေ မပြည့်ပြတ်သေးတဲ့အတွက်ကြောင့်ဦးဇင်းတို့ဒီဇေဒရမြတ်ကြီးရဲ့ရင်ငါကူတိဆောက်လျက်ရှိတဲ့သုံးတတ်ကျောင်းဆောင်တို့ဒါဦးဇင်းတို့အာယုံခံတဆောင်တို့ဒါမပြည့်ပြတ်သေးတဲ့ဒီဇေယတဆောင်တွေသုံးတတ်ကျောင်းဆောင်တွေကိုကြည့်ပြီးတော့ဟိုဒါတွေဟာဟိုတိဆောက်ဖို့ပြည်စည်းဖို့လိုပါသေးလားအဲ့တော့ငါတို့ထဲဝင်လှူဒန်းမှ ဖြစ်မယ်ဒီအဆောက်အဦတွေမြန်မြန်ပြီးမယ်ဆိုတော့ သဒ္ဓါစိတ်ပေါ့နော်အဲ့ဒီသဒ္ဓါစိတ်နဲ့ဝိုင်းဝန်းပြီးတော့ဦးဇင်းတို့မြန်မာတန်တိုင်းတန်လာရမှာရှိကြတဲ့အလုံးတော်ခုနှစ်သားခုနှစ်သမီးဖရာတကဖရာမအပေါင်းသူတော်ကောင်းတွေအနေနဲ့လည်းပဲကြိုးစားပြီးတော့ပါဝင်လှူဒန်းပူဇော်ပေးကြဖို့ကိုလည်းပဲဒီနေရာနေပြီးတော့နိဗ္ဗာန်အကျိုးမျှော်ပြီးတော့အလုံးနှိုးဆော်လိုက်ရပါတယ်အလုံးမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားများခုနှစ်သားခုနှစ်သမီးများလည်းပဲအလုံးကိုစိတ်နှပြချမ်းချမ်းမမချမ်းချမ်းသာသာအေးချမ်းချမ်းသာသာရာရာနဲ့ နေထိုင်နိုင်ကြပါစေလို့မေတ္တာပို့ဆုတောင်းပတနာပြုလိုက်ပါတယ်မဟာမကုရရန်သည်စံတော်ရှင်မြတ်မတင်စီတော်မြတ်ကြီးရင်းမင်းတော်တိုးရှိတိဆောက်ခြင်းနဲ့ဗတ်ဆုံပြုရမုံမှန်ခြင်းလုပ်ငန်းများမှာပါဝင်ကုသိုလ်ယူလူဒန်းလူသူများအနေနဲ့မြတ်မတင်စီရတော်ဗတ္တနာသူစာတရဲ့ဖုန်းနံပါတ်ဖြစ်တဲ့39653926 4993ကိုဓာတ်ရိုက်ဆက်သွယ်လူဒန်းနိုင်တယ်လို့သိရှိရပါတယ်ရှင်